immigrants ကကြိုဆိုပါတယ်မင်္ဂလာဆိုပေမဲ့ဒါမင်္ဂလာသတင်းတော့မဟုတ်ဘူးပေါ့လေကြားကြပြီးဖြစ်မှာပါ Donald Trump ကနေပြီးတော့ travel ban အသစ်တစ်ခုထုတ်လိုက်တယ်မြန်မာပါတယ်မြန်မာကတော့လုံးဝကိုပိတ်ပလိုက်တာပေါ့နော်အဲ့တော့ကျွန်တော်လည်းဒီကြားကြချင်းဒီသတင်းကိုဝင်ဖတ်တာပေါ့နော်ဒီ website ဆိုတာ White House ကဒီ proclamation ပေါ့နော် proclamation ဆိုတာကတော့ကြေညာချက်ပေါ့လေမနေ့ကထုတ်တာဂျွန်လ4ရက်နေ့2025ထုတ်တာပေါ့နော်အဲဒီမှာဒီ ဒီဟာ link ကိုလည်းကျွန်တော် description မှာထည့်ထားပေးပါတယ်ကိုပါကိုလည်းသွားပြီးတော့ဖတ်နိုင်ပါတယ်အဲ့တော့ကျွန်တော်ဒီဟာနဲ့ပတ်သက်ပြီးတော့နည်းနည်းရှင်းပြပေးမှာပေါ့လေအဲ့တော့ဒီမှာသွားကြည့်တဲ့အခါမှာစာပိုင်းမှာတော့ဒါကတော့သုံးစံတိုင်းသူရဲ့ဒီထုတ်ရတဲ့ပတ်သက်ဟာနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးထားတာပေါ့နော်အဲ့ဒီထဲမှာကျွန်တော်တို့မြန်မာတွေအများစုပေါ့နော်မြန်မာတွေအများစုသတိထားမှာမြန်မာတွေသတိထားမဲ့ကိစ္စပေါ့နော်သူတို့သူတို့မှာ many of these countries have also take taken advantage of the United States in their exploitation of our visa system သူတို့ရဲ့ visa system ရဲ့အားနည်းချက်ကိုအခွင့်ကောင်းယူပြီးတော့ပေါ့နော်လာကြတယ်ပေါ့နော်တခုကတော့ visa ဆိုလို့ရောက်စို social tourist visa tourist visa နဲ့လာတယ်နောက်တစ်ခါ business visa နဲ့လာတယ်ကျောင်းသား visa နဲ့လာတယ်စသဖြင့် visa မျိုးစုံနဲ့လာပြီးတော့သူတို့စီမှာ overstay ဖြစ်တယ်နောက်တစ်ခါဒီ asylum asylum ရှောက်ကြတာပေါ့နော် ဆန်လန်လျှောက်ကြရဆိုတဲ့နေရာမှာလည်း tourist visa နဲ့လာတယ်ကျောင်းသား visa နဲ့လာတယ်ဆန်နာပြရတယ်ဆန်နာဟိုမနေ့ပြောတာအဖြစ်သဘောမျိုးပြအကောင်လုံးတကယ်ပြတဲ့လူတွေမပြောပါဘူးအဖြစ်သမောမျိုးပြတယ်ပြီးလို့ရှိရင်တို့အဆိုင်တိုင်းရှောက်တယ်အမေရိကန်မှာနေတယ်ဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့တို့ကမတော်မကြိုက်ဘူးပေါ့နော်အဲ့တော့တကယ်ဒုက္ခရောက်တဲ့လူတွေရှိတယ်ဒုက္ခမရောက်ဘဲနဲ့ဒီ assistance ကိုအသုံးပြီးတော့ပြတ်သုံးပြုပြီးတော့အမေရိကန်ကိုရောက်လာတဲ့လူတွေလည်းအများကြီးရှိပါတယ်အဲ့တော့ဒါကကျွန်တော် ကောင်းစီမကောင်းစီဆိုတာတက်ကိုအရှိကိုအရှိတိုင်းကျွန်တော်ပြောပြတာ ဲနောက်ပြီးတော့အဲအဲ့ဒါအဲ့ဒါကြောင့်ပေါ့နော်မြန်မာပြည်နောက်တစ်ခုကတော့သူကတော့ historic failure to accept back their removable nationals သူတို့ပြန်ပို့တဲ့ဟာတွေကိုလက်မခံဘူးပေါ့နော်အဲ့တော့ဒီမှာမြန်မာမြန်မာပြည်ကတော့ဒီ full full suspension list ပေါ့လေ full suspension list တဲ့မှာပါပါတယ်ပါမှာဒီတော့ဒီမှာ full suspension list မှာပါမှာ တော့ according to the overstay report เนาะဒီ overstay အစီရင်ခံစာအရာဘာမှဟဲ့เนาะဒီမှာ B1 B2 visa တွေအဲ့တော့ business visa tourist visa ပေါ့เนาะအဲ့ဒါ ਨੇ ရောက်လာပြီးတော့ overstay rate of 27% 28ရာခိုင်နှုန်းကျော်တယ် FNJ visa ကကျတော့ဒါចောင်းသား visa ပေါ့လေသင်တန်း visa တို့ပါတော့အဲ့ဒါ ਨੇ ရောက်လာပြီး overstay rate က42တော်တော်ဆက်ကွန်ဖို့เนาะ40ကျော်တယ်42ကျော်နှစ်ခုပေါင်းလို့ရှိရင်80လောက်ရှိတယ်တော်တော်လေးများတယ် uh, additionally, Burma has historically not cooperated with the United States to set back their removable nationals. Through the Pianpo Rehari Nene Petta Birole, Pianma Pubang Songye Chemeshige Ubono, Saint Laya, the entry into the United States of the nationals of Burma as immigrants and non immigrants hereby fully suspended. Immigrants, Suragaro. So နေထိုင်ခွင့်ဗီဇာလို့ပဲကျွန်တော်ဘာသာပြန်လိုက်မယ်เนาะနေထိုင်ခွင့်ဗီဇာရယ် Non immigrant visa ဆိုတော့အလဲဗီဇာပေါ့နေထိုင်ခွင့်ဗီဇာက DV DV က immigrant visa ပါနောက်သူပထမသက်တမ်းတုန်းကလည်း travel ban လုပ်ခဲ့ပါသေးတယ်အဲတုန်းကအလဲဗီဇာတွေမပါဘူး immigrant visa ပဲပါတယ်เนาะ DV သမားတွေပဲပါတယ်အခုကတော့လုံးဝကိုနှမျိုးလုံးပိတ်ချပလိုက်တော့ fully suspended လုံးဝကိုပိတ်ချပလိုက်တော့ အဲ့တော့ဒီ exception ထဲမှာဘာတွေပါမလဲပေါ့နော်ခြွင်းချက်တွေထဲမှာဘာတွေပါမလဲဆိုလို့ရှိရင်အဲ့တော့ဒီအဲတိုက်ရောက်မှုပေါ့နော်အရင်ဆုံးတိုက်ရတိုက်ရောက်မှု scope ကိုတစ်ချက်သွားကြည့်လိုက်မယ် scope အဲ့တော့ scope မှာဒီမှာ not foreign nationals to the designated countries who are outside of the united states on the applicable affected date of this proclamation ဆိုတော့ဒီ proclamation ရဲ့ affected date affected date ကဘယ်နေ့လဲဆိုလို့ရှိရင်တော့အောက်မှာရှိတယ် affected date က ဂျွန်လ9ရက်နေ့ဂျွန်လ9ရက်နေ့ဆိုတော့2025ဆိုတော့နောက်တနင်္လာနေ့ပေါ့တနင်္လာနေ့မှာစပြီးတော့အကျုံးဝင်မယ်ဒီဟာကအဲ့တော့ဒီဟာမတိုင်ခင်အပြင်အဲ့ဒီနေ့ကစပြီးတော့အမေရိကပြင်ပမှာရှိနေတဲ့လူတွေအကုန်လုံးနဲ့နော်ဗီဇာရထားသည်မရှိဖြစ်စေမရထားသည်ဖြစ်စေနော်ဗီတာရထားသည်ဖြစ်စေမရထားသည်ဖြစ်စေအကုန်လုံးဝင်ခွင့်မရအောင်အဲ့တော့ DB သမားတွေအင်တာဗျူးဖြေပြီးသား DB အင်တာဗျူးပြပြီးသားဗီဇာရပြီးသား passport လက်ထဲမှာရှိတယ်နော်အဲ့တော့ passport လက်ထဲမှာရှိရဆိုတော့မြန်မြန်ဝင်ရမှာပေါ့ဒီကိုရနေမြန်တိုင်ငင်မြန်ဝင်ရမယ်အဲ့တော့မဝင်နိုင်တော့မရတော့မဝင်နိုင်တော့မရတော့သူကဘာလို့ဆိုဒီဗီဇာကိုပိတ်တာမဟုတ်အဝင်ကိုပိတ်တာအော်အခုဒီနေ့ဒီနေ့လိုနေမျိုးမှာဗီဇာဝင်မဲ့လူတွေဗီဇာတင်ထားတဲ့လူတွေပို့ passport ပေးထားတဲ့လူတွေဆိုလို့ရှိရင်တော့သွားပြီးအခွင့်အရေးမရှိတော့ဘူးပေါ့နော်ဒီဆေးစစ်ထားတာတွေပါတယ်အကုန်လုံးဒါ စုံပြီပေါ့နော်စုံပြီပလုံပြီပတ်သက်အများကြီးပဲမိသားစုများရဆိုရင်၄၅ရောက်စာစိတ်ဆက်ထားတာတွေအများကြီးအဲ့ဒါတွေလည်းကုန်ပြီပေါ့နော်ဒါလင်းလက်မှတ်ဝယ်ထားတယ်လင်းလက်မှတ်ကတော့မဝယ်ရသေးဘူးပေါ့နော်အခုမှစေဟိုအင်တာဗျူးဝင်မယ်အခုလင်းလက်မှတ်ဝယ်ထားတဲ့လူတွေနော်ဗီဇာရဒီတော့နောက်တစ်လနှစ်လသုံးလစသဖြင့်ပေါ့လေအဝင်ဝင်မဲ့လူတွေကတော့ချက်ချင်းလင်းလက်မှတ်ကို date ရက်ပြောင်းပြီးတော့ဒီနေ့လို့တပတ်မနက်ဖြန်တပတ်ခါပေါ့နော်ဒီစနေတနေ့ကြားထဲမှာ၄ရက်လောက်တော့ ဟာနေသေးတယ်။အဲဒီ၄ရက်အတွင်းမှာအမေရိကကိုအမြန်ဝင်နိုင်နေဆိုရင်တော့အမေရိကန်အချိန်ပေါ့နော်။အဲဒီအမေရိကန်အချိန်လေးဝင်နိုင်နေဆိုရင်တော့ဒါဝင်လို့ရမယ်။နှုတ်မလို့ရှိရင်တော့သွားပါပြီ။အဲတော့အခုလက်ရှိဗီဇာပေါက်ထားတဲ့လူတွေ၊အင်တာဗျူးစောင့်နေတဲ့လူတွေ၊အင်တာဗျူးကြထားပြီးတဲ့လူတွေအကုန်လုံးလက်မှတ်ပြောက်ပါပြီ။ဒီထီလက်မှတ်ပြောက်ပြီပေါ့နော်။စိတ်မကောင်းပါဘူးတကယ်ကျွန်တော်စိတ်မကောင်းပါဘူး။ ဒီဥစ္စာကတော့ဒီတမရထရန့်ပရက်ဆီဒန့်ထရန့်သူရှိနေတယ်မြ၄နှစ်လုံးမှာဒီဟာရှိနေမယ်ဆိုတဲ့သဘောပါပဲအဲ့တော့နောက်၄နှစ်က TV ကတော့တော်တော်လေးကိုဟောမျောလင့်ချက်မရှိတော့ဘူးဗောနော်ကျွန်တော်ဒီသူတက်လာကစားတော့ကလည်းကျွန်တော်ဗီဒီယိုတစ်ခုလုပ်ပေးထားတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘာမှ ပြောလို့မညသေးဘူးသူ့ကိုစောင့်ကြည့်အချိန်နေစောင့်ကြည့်ရအောင်ပါပဲဆိုတာကျွန်တော်အဲ့တော့ကတော့ထင်တော့ထင်တယ်ဒီလိုမျိုးဒါပြန်လုံးပါပဲဆိုပြီးတော့ဗောနော် တော့အခုလုတ်တယ်မတက်နိုင်ဘူးဘာမှကျွန်တော်တို့လုတ်လို့မရဘူးသူ့နိုင်ငံသူ့သမရသူတို့ကအဲ့လိုလုတ်စေချင်လို့မဲထည့်ပြီးတော့ရွေးချယ်ထားတာနော်အဲ့တော့သူ့ပြည်သူကိုသူပေးထားတဲ့ဂတိကိုသူအကောင်းထည့်ဖော်ရဲဆိုတဲ့တဘောပဲဘာမှပြောလို့မရအောင်နောက်တစ်ခုပေါ့နော်အဲ extension နဲ့မှာတစ်ခုရှိတာက immediate family immigrant visa ပေါ့နော်ကိုယ့်ရဲ့မိသားစုနီးကပ်တဲ့မိသားစုဝင်နေဆိုတော့က အိမ်အောင်ဘတ်တို့တာသမီတို့ပေါ့နော်အဲ့ဒါတွေတော့ရသေးတယ် adoption ဆိုတာတော့အမှန်တမ်းပြောရင်တော့မွေးစားပေါ့လေမွေးစားဆိုတော့လေကိုယ့်ရဲ့တာသမီပုံမျိုးပဲတရားဝင်မွေးစားလိုက်တဲ့ဆိုရင်တာသမီနဲ့အတူတူပဲအဲ့တော့ရတယ်နောက်တစ်ခါ special immigrant visa for united state government employees တန်ယုံမှာတန်ယုံဝန်ထမ်းတို့ဘာလို့ပေါ့နော်အများပြဒါမျိုးကအဲ့လိုမျိုးတွေတန်ယုံမှာ9နှစ်တော့ဘာလို့လှုပ်ထားတဲ့လူတွေဆိုလို့ရှိရင်တော့ဒါ special immigrant visa ရတယ်အဲ့လိုလူမျိုးတွေဆိုရင်တော့အမေရိကကို ဝင်လို့ရသေးတယ်ဒီဟာနဲ့အကျုံးဝင်ဘူးเนาะကျန်တာတွေကတော့ဒီ exception တို့ adjustments of removal တို့ဘာလို့อ่ะအစင်းစစ်စရင်เนาะဒီ secretary of state marco rubio ကနေပြီးတော့เนาะ anthony general ဒီရှေ့နေချုပ်နဲ့တိုင်းမင်းပြီးတော့စရင်ပြုစုအဲ့အိမ်မှာအစင်းစစ်စစ်ဆေးပြီးတော့မှသမရစီစရင်ပို့အဲ့အမှာအဲ့အမှာသမရကတခံပြီးတော့ လက်မှတ်ထိုးဆိုတော့တောင်တောင်ကမလွယ်ပါဘူးတိုက်ကိုအရေးကြီးတဲ့လူအရေးပါတဲ့လူဟိုလူမျိုးကနေပြီးတော့နော်သူတို့လိုချင်တဲ့လူမျိုးကတိတ်တော်တဲ့လူမျိုးတယောက်ကမြန်မာနိုင်ငံလေးထဲမှာရှိနေပြီးအမေရိကကိုသွားချင်တယ်ဆိုရင်တော့သူတို့ဝင်ခွင့်ပေးလိမ့်မယ်တာမန်အခြေအနေမှာတော့ဝင်ဝင်ခွင့်ပေးမှာမဟုတ်တော့ပါနော်အဲ့တော့စိတ်မကောင်းပါဘူးအားလုံးအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ